စတားချန်နယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ပြောပြပေးမှာကတော့ဒီနေ့ကိုရေ900မီလီမီတာပဲတောက်ရင်ခန္ဓာကိုယ်ဘာတွေဖြစ်နိုင်တယ်လဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ်အလုပ်တွေအများများနေရဲ့နေ့စဉ်ဘဝထဲမှာရေတက်ဖြစ်ပြီးဘူးကိုမေ့နေကြတတ်ပါတယ်2025ခုနှစ်ရေတက်ခန်းချောက်ချင်းအချက်လက်တွေအရကမ္ဘာပေါ်ကလူပေါင်း16ကနေ21ရာခိုင်နှုန်းလောက်ဟာရေစားတာ၊ပတ်သက်ချောက်တာ၊စီးသွားနေတာစတဲ့ရေတက်ခန်းချောက်တဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။ ရေတောင်နေတာကထင်နာတာထက်ခန္ဓာကိုယ်ပိုပြီးထိခိုက်စေနိုင်တယ်လို့လည်းသိရပါတယ်။အာဟာရပညာရှင် Isita Chakra Body ကတနေ့ကိုရေ900မီလီမီတာပဲပုံမှန်တောက်မယ်ဆိုရင်စီးသွားနေစေမယ်။ဆွဲရည်စီကလည်းရေကိုဆွဲယူပြီးပဇက်၆တာ၊နွမ်းနေတာ၊မူးဝေတာ၊ဝမ်းချုပ်တာတွေခံစားရနိုင်ပါတယ်လို့လည်းရှင်းပြထားပါတယ်။ အချိန်ကြာလာတဲ့အမျှကြာရှည်ရေထက်ခန့်ချောက်တဲ့အခါကြောက်ခက်လှုပ်ဆောင်ချက်ကိုထိခိုက်လာပြီးစီလံကြောင်ယောဂါရီကြောက်တေရာတွေဖြစ်နိုင်ခြေများလာပါတယ်လို့လည်းသိရပါတယ်။အစားအစာအချို့စီကနေရေထက်ရနိုင်နေဆိုပေမဲ့တနေ့တာလိုအပ်ချက်တွေအတွက်တော့မလုံလောက်ပါဘူး။ကြောက်ကက်ရဲ့လှုပ်ဆောင်ချက်အလုံးမှာရေထက်လုံလောက်စွာရရှိဖို့လိုအပ်ပြီးမလုံလောက်တဲ့အခါစီးရောင်ရင်နာ အနံ့ပြင်းတာတွေဖြစ်လာတတ်ပါတယ်လို့လည်းဆိုပါတယ်။ ရေတက်နည်းနည်းလေးဆုံးရှုံးရရင်တော့စိတ်အခြေအနေနှိုးကြမှုမှတ်ဉာဏ်အာယုံစုဆိုင်မှုတွေကိုထိခိုက်စေပြီးစိတ်နဲ့ခန္ဓာလှုပ်ရှားမှုမှတ်ဉာဏ်ကျဆင်းတာတွေဖြစ်နိုင်တယ်လို့လည်းရှင်းပြထားပါတယ်။အုံနောက်ဆိုရင်လည်းရေတက်ပမာဏကိုအရင်အာယုံခံသိရှိပြီးအုံနောက်လှုပ်ဆောင်ချက်တွေကိုတက်ရောက်စေပါတယ်လို့လည်းသိရပါတယ်။ဒါကြောင့်တနေ့မှရေမဆိုင်အောင်ရေပုံမှန်တောက်ပေးတာအရေတက်ပါတယ်အစားအစာတွေစားတာနဲ့ရေတက်ပြေဝအောင်နေထိုင်သင့်ပါတယ်လို့လည်းအကြံပြုထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်ပြပြပေးခဲ့တာကတော့တနည်းကို900မီလီမီတာပဲတောက်ရင်ခနာကိုဘာတွေဖြစ်နိုင်တယ်လဲဆိုတာကိုဝေမျှပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပြီးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။